ဝသနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးလို့ရရတယ်နော်ဒီမှာလည်းကောင်းဆုံးတော့ရှာဖွေပေးတာပဲနော်အဲ့တော့ဒီနေ့မှာဆိုရင်ကျွန်မကြည့်ပြတာရှစ်သုံးတစ်ကီနော်ပတိယရှစ်တစ်ပတိနော်အဲ့ဒီမှာရှစ်သုံးတစ်ကိုခွန်နှင်းသုံးညာငါးနဲ့ကပ်ပြီးတော့တွဲပြီးထားနော်အဲ့တော့မင်းနေရနေပြီးတော့ဒီနေ့မနက်မှာပဲခွန်တိဆိုပြီးတော့ကြာသွားတယ်နော် ဒီက၈၃တင်းနဲ့ဒီက9 3 5နဲ့ဟိုဘက်ဒီဘက်ကို V box ဆိုက်ကလေးနော်အဲ့တော့မျိုးတို့လည်းကျွန်မအကောင်းဆုံးရှာဖွေပေးတယ်နော်အဲ့တော့ပြီးတော့ဒီဘက်မှာဆိုရင်ကျွန်မရဖွေဝင်လို့ကျွန်မဇာတို့ပတ်တိ၃ညတလုံးပေးထားတာဖြစ်ပါတယ်နော်ကျွန်မရောက်လာဆိုရင်ဒီကက်ကလေးဖြစ်တယ်ဒီကက်ကလေးကိုကျွန်မက၃ညအတွင်းအမခံပေးထားတယ်နော်အဲ့တော့ကျွန်မရောက်တဲ့ကက်ကလေးဟာ ူကအင်္ဂါနေ့မှာပဲတုံညာတစ်လုံးနဲ့ဒူမိန်နေ့ကနေပြီးတော့တုံညာကိုဆိုပြီးတော့ဆင်ပြီးသွားတယ်နော်။ကျွန်မဒီကကလေးကိုတုံညာအတွင်းအာမခံပြီးထားတာဖြစ်ပါတယ်နော်။ဒါလေးရဲ့တုံညာအတွင်းအဲ့ဒီတုံညာအတွင်းကိုလည်းပို့ပြီးထားတယ်။ပြီးတော့ကျွန်မရဲ့ဖွဲ့ဝင်တွေကိုကျွန်မကကေဘောက်ပို့ပြီးထားတာနော်။ကေဘောက်ကိုပို့ပြီးထားတာဆိုရင်အင်္ဂါနေ့မနေ့မှာပဲသူကနီကိုဆိုပြီးတော့ကေဘောက်ထည့်ရတဲ့ချိန်ညနော်။ဒီကကလေးက၃ရက်အတွင်း နော်ဒါလေးကတော့နေတိုင်းဒါကျမရဲ့ဖွဲ့ဝင်အောင်လို့ကျမပို့တာအမြဲတမ်းပို့ပေးထားတာနော်သူတို့လည်းသိတယ်အဲ့တော့အင်္ဂါနေ့မနေ့မှာပဲနေ့ကိုဆိုပြီးတော့ရတယ်နော်ညနေပိုင်းကျတော့ဒီ၃ညပတ်တီးနဲ့၃ညကိုဆိုပြီးတော့ကျမရဲ့ဖွဲ့ဝင်တွေကထက်ရတယ်နော်နှစ်ကြိမ်ရပါပြီအဲ့ဒါပြီးတော့ကျမရဲ့ဖွဲ့ဝင်တွေကိုကျမကနောက်ထပ်ထပ်ပြီးတော့လက်ဆောင်ဖြစ်နေထပ်ပြီးတော့ပို့ပေးတာရှိတယ်နော် ဲ့တော့နောက်ဘက်တော့ကိုကျုံဝင်ခြင်းနဲ့ကျမရဲ့အဖွဲ့ဝင်တစ်တီကလည်းပတိတလုံးရသွားတယ်နော်ကျမအင်္ဂါ I'm sorry ဘုဒ္ဓခုနေကကျမအဖွဲ့ဝင်ခေါ်တယ်နောက်ဘက်တော့ကိုကျုံဝင်ခြင်းနဲ့အမျိုးတွေကကျုံဝင်လို့ရတယ်နော်အဲ့တော့ကျမရဲ့အဖွဲ့ဝင်ဟောင်းတွေကိုပို့တဲ့ကဏ္ဍကိုပဲပို့ပေးမယ်ဆိုပြီးတော့ကျမဗုဒ္ဓဘုန်းကြီးကခေါ်ထားတာရှိတယ်เนาะအဲ့တော့ဖုံဝင်တတိဝင်လာတယ်ဝင်လာတဲ့ခါကျတော့ဖုံဝင်တတိရောဖုံဝင်အောင်နေရောကျမကကြံသုံးရဆိုပြီးတော့ ခွန်ပတိပို့တယ်เนาะဒီနေ့မနက်မှာပဲကွန်တိတ်ဆိုပြီးဆင်းပေးသွားတဲ့အတွက်ပတိပဲအောင်เนาะဒီမှာရဲ့အဖုံဟောင်းကြီးကတော့၃ချိန်ရပါတယ်เนาะနောက်ဘတ်တော့ကိုကျုံဝင်ခြင်းနဲ့အဖုံဝင်တိတိကတော့ဒီခွန်ပတိပဲအောင်သွားတာဖြစ်တယ်เนาะအဲ့တော့ဒီမှာရဲ့အဖုံဝင်ဟောင်းကြီးရောအဖုံဝင်တိတိကောမနက်ဖြန်ကိုထပ်ပြီးတော့ကနန်းပို့ပေးမှာဖြစ်တယ်เนาะအခုလိုပဲပတိတလုံးမိသုံးွယ်ตุ๊กหนักกว่ากูถัดไปแล้วเลสองพี่เนี่ยฉะไปอู နော်အဲ့တော့ဒါကနောက်ဘတ်တော့ကိုကျုံငင်းတဲ့အမျိုးတွေကဝင်လို့ရပြီနော်အဲ့တော့မနက်ဖြန်မှာကျမရဲ့ဖွဲ့ဝင်အဟောင်းတွေရောမနေ့ကဝင်လာတဲ့အဖွဲ့ဝင်အတတီကိုကျမကလက်ဆောင်ဖြစ်နေထပ်ပြီးတော့ပို့ပေးမယ်နော် ဲ့တော့နောက်ဘက်တော့ကိုဂျုံဝင်ကျင်တဲ့အမျိုးတွေကလည်းကျမရဲ့ဖုံးဝင်အဟောင်းတွေပို့တဲ့ကဏ္ဍကိုပဲကျမထပ်ပြီးတော့လက်ဆောင်ပြည့်နဲ့ပို့ပေးမှာဖြစ်တယ်နော်အဲ့တော့ဆန္ဒရှိလို့ရှိရင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပေးပါဒါကဂျုံဝင်မဲ့အမျိုးတွေကိုပြောတာနော်ဂျုံဝင်လို့ရှိရင်မနက်ဖြန်တောက်ကြမနေ့ညကိုပတိတလုံးရမယ်မင်းတုံးကွတုံးနှစ်ကွเนาะဒါဂျိုးဝင်မဲ့အမျိုးတွေဒီမှာရှင်းပြနေတာเนาะဒီမှာရဖွဲ့ဝင်အဟောင်းကြီးကတော့၃ချိန်ရပါပြီเนาะ နောက်ဘက်တော့ကိုကြိုးဝင်မဲ့ဖုံတီတီကခုနကခွန်ပတ်တီနဲ့တချိန်ရပါပြီเนาะအဲ့ဒီတော့မနှက်ဖန်ကိုအဲ့ဒီပထမဖုံဝင်ဟောင်းနေရောနောက်ဝင်တဲ့ဖုံတီတီရောအခုလိုမျိုးပဲပတ်တီတလုံးမိန်းသုံးခွက်ဒူနှစ်ခွက်ကိုလက်ဆောင်ဖြစ်နဲ့ထပ်ပြီးတော့ပို့ပြီးသွားမှာဖြစ်တယ်เนาะမနှက်ဖန်တောက်ကြနေတော့ပေါ့เนาะမျိုးတို့အဲ့တော့ကြိုးဝင်ရင်နဲ့ဆန်လာရှင်เนาะကျမနဲ့ဆက်သွဲပြီးတော့ဒူလာပြီးပါ နော်ယုံကြည်မှုရှိမှလည်းဝင်မှာနော်တန်နေထင်မှလည်းဝင်မှာကျမစိုးမခေါ်ဘူးနော်အဲ့တော့ကျမရဲ့ဖုံဟောင်းကြီးကတော့ပုံချင်ရသွားတယ်နော်အဲ့တော့ဆန္ဒရှင်တော့ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပြီးပါဒါမှမဟုတ်လို့တောက်ကြညံ့နေကနန်းထွက်ပြီးမှဝင်မယ်ဆိုတဲ့အမျိုးတွေကတော့တောက်ကြညံ့ဒီထွက်ပြီးမှပဲဝင်နော်အဲ့တော့တောက်ကြညံ့ဒီကနန်းထွက်ပြီးလို့ရှိရင်စာဝင်တယ်နောက်ထပ်ဖုံးဝင်တတိက ကျွန်မကတနင်္ဂနွေည7:00နာရီကိုရနေစပြီးတော့ကနက်များကိုပို့ပေးမှာဖြစ်တယ်။နော်။ဒါနောက်ပတ်တော့ကိုဝင်ခြင်းနဲ့ဆန္ဒရှိလို့နောက်ပတ်တော့ကိုဝင်မယ်ဆိုရင်တောက်ကြညနေကနန်းထွက်ပြီးရင်ဝင်လို့ရတယ်နော်။ဒါမှမဟုတ်မနက်ဖြန်တရက်ကိုလိုချင်နေဆိုရင်မနက်ဖြန်မှာစပြီးတော့ဝင်လို့ရတယ်နော်။ဒါလက်ဆောင်ရမယ်။နော်မျိုးရှင်းရှင်းလာတော့မသိဘူးနော်။ကျွန်မတေးချရှင်းပြနေတာ။ တချို့ကလည်းအဲ့လိုရှင်းပြတာနားမလည်ဘူးမျိုးလိုကြီးနော်အဲ့တော့ဖွဲ့ဝင်ဟောင်းတွေကကျမနဲ့လက်တွဲနေတဲ့ဖွဲ့ဝင်ဟောင်းတွေကတော့တိတယ်နော်ကျမကကျမရဲ့ဖွဲ့ဝင်တွေဘယ်တော့မှပြင်ပြအောင်အနည်းလေးကတော့၃လချိန်ကတော့အကောင်းဆုံးကြိုးစားပေးသွားတယ်နော်အခုဆိုပဲဖွဲ့ဝင်ဟောင်းတွေက၃ချိန်ရပါတယ်နော်ကြိုးဝင်တဲ့ဖွဲ့ဝင်တတိယကတော့ခွန်ပတိနဲ့တချိန်မရသေးတယ်နော်တချိန်ရတယ်ဆိုတော့နောက်ဘက်တော့မှလည်းအကောင်းဆုံးကြိုးစားပေးသွားမှာဖြစ်တယ်နော်ဒီလိုအဲ့ဒါဆိုကျွန်တော်မနက်ပတ်တော့ကိုပြပေးမယ် ိခလေးကတူလို့ပရိခလေးပါပြပေးမယ်နော်ဒါတော့အကောင်းဆုံးတော့ရှာတယ်မျိုးလေးကျမလည်းအဲ့ဒီတော့ဒီခဏလေးကြည့်လိုက်အောင်ပါရောင်ကြီးရမြားလေးတော့အမေစဉ်းစားတာဒါတော့စူတော့ဒါတော့စူတော့စူတော့နော်ဒီလိုပေါ့မှာ နဲ့ငါးနဲ့ပေါင်းတော့နှစ်နှစ်ကိုဒီငါးနဲ့ပေါင်းပါဒီလိုလေးပေါင်းပါเนาะဒီ၃လုံးပေါင်းမယ်เนาะခုနဲ့ငါးနဲ့ပေါင်းတော့နှစ်နှစ်ကိုငါးနဲ့ပေါင်းတော့ခွန်ခွန်ပါဝါကနှစ်ခွန်ရဲ့နှစ်ခက်က၃ညတဲ့ခွန်နဲ့၃ညဒီမနေ့ညမှာထိရအောင်เนาะအဲ့လိုပြီးတော့ င်းမျိုးဒီမှာပေါင်းထားတာရှုပ်ခံတယ်ပြန်ကြည့်ရသေးတယ်မျိုးလို့ဒါဆိုတော့ဟုတ်ပြီအတားဆိုတော့ဒီလိုပေါင်းမှာနော်ခွန်နဲ့တုံညာနဲ့ပေါင်းတော့ခွန်ခွန်ခွန်နဲ့ပေါင်းတော့လေး ေပါဝါကကူလေးနခကနိနိကပါဝါကခွန်နော်ဘောဘဒီဘက်ပြီးပါနော်မျိုးတော့ဒီကောက်ဆိုတော့ပါဆိုင်ပြီးသွားလဲဒီရတုံညနဲ့ဒီရနှစ်နဲ့နော်ညနေပိုင်းမှာနေတုံညလို့ဆင်းနော်အဲ့ဒါဆိုတော့ ကိုနှစ်ပေါင်းတော့ရှေ့ရှေ့ကိုတင်းနှစ်ပေါင်းပါเนาะဒီလိုလေးရှင်းနဲ့တင်းနှစ်ပေါင်းတော့ကိုတဲ့ကိုပါဝါကလေးဦးနှက်ခက်ခက်ချောင်းเนาะကိုလေးချောင်းသူကလည်းဒီမနေ့ညမှာထိပ်ပေးရမယ်အဲ့ဒါပြီးတော့ဒီကိုနဲ့ဒီကလေးနဲ့ပေါင်းတော့ตรงตรงติเนี่ยป้องเนาะลี เนาะဒီပါဝါကကိုလေးနှခကနှင်းနှိကပါဝါကခွန်เนาะသူကလည်းဟုတ်ပါတယ်ပြပါဘူးเนาะဒီဘောက်ဆိုသူကဘာဆင်ပြီးတော့လဲဒီက6တလုံးနဲ့ဒီက9တလုံးနဲ့မနေ့ပိုင်းမှာ9 6ဆိုပြီးဆင်တာเนาะအဲ့တော့ပြီးတော့နောက်တစ်ပွဲနောက်တစ်ပွဲက 9နဲ့6နဲ့ပေါင်းတော့9 9နဲ့ပေါင်းတော့6 6ဘဝကဒီတဲ့6ကိုနှခက9เนาะ6တိ9 6တိ9ဆိုတော့ဒီက9နဲ့တင်နဲ့ပေါင်းတော့3ည3ညကို4နဲ့ပေါင်းတော့4 လေးပါဝါကကိုလေးနခကနှင်းနှစ်ကပါဝါကခေါ်နော်ဒီပါလဲဟုတ်ပဲဒီပဲပြီးပါပဲပြီးတော့ဆိုတော့သူကဗာဆင့်ပြီးသွားလဲဒီက6တလုံးနဲ့ဒီက9တလုံးနဲ့မနေ့ပိုင်းမှာခွန်6လို့ဆင်းတာနော်အဲ့တော့နောက်တစ်ပွဲနောက်တစ်ပွဲကခွန်6နဲ့ပေါင်းတော့3နော် သုံး6နဲ့ပါသုံး6ပေါင်းတော့ကိုကိုဘဝကလေးကိုနှခက6တဲ့ကိုလေး6ဒီမှာလေးတင်နေရမှာထိပ်ပြီးအဲ့ဒါဆိုတော့ခွန်နဲ့နှစ်နဲ့ပေါင်းတော့ကိုကို6နဲ့ပေါင်းကို6ပေါင်းတော့ ဘဝတုံညငါနခကတုံတုံရဲ့ဘဝကရှိတဲ့သူဟိုဘက်ဒီဘက်ပြီးပါနော်ပြီးတော့ဆိုသူကဆင့်ပြီးသူကလေဒီကကိုတလုံးနဲ့ဒီကတုံညတလုံးနဲ့ညနေပိုင်းမှာတုံညကိုလို့ဆင့်တယ်နော်အဲ့တော့မနက်ဖြန်မနက်ဖြန်ကနင်းနေကိုနဲ့ပေါင်းတော့တိတ်တိတ်က ရှင်းတဲ့ပေါင်းတော့ဒုံညဒုံညကိုတင်းတဲ့ပေါင်းပါဒုံညကိုတင်းတဲ့ပေါင်းတော့တင်းဒီပါဝါက6တိကနခက6ရှိကပါဝါက3နဖမှာဝယ်ဒီဘကိုပြီးပါနော်ဒါပြီးပါပြီးပါပြီးတော့တဲ့ဒါကိုဗရိတ်ကိုပြမယ်နော်နောက်ပြီးဒါကိုနဲ့တို့ကြမှာပြမယ်အဲ့တော့ဗရိတ်ပြမယ် ေကဒီနှလုံးဒီလိုပေါင်းတာခုံးနဲ့ငါးနဲ့ပေါင်းတော့နှစ်နှစ်ကိုဒီသုံးညနဲ့ပေါင်းမယ်ဒီလိုလေးပေါင်းလိုက်မယ်နော်ဒါပရိတ်အယောင်ကြီးကထန်နေပြီဟိုထက်กว่าနေတူမယ်အဲ့ဒါဆိုတော့ခုံးနဲ့ငါးနဲ့ပေါင်းတော့နှစ်နှစ်ကိုသုံးညနဲ့ပေါင်းတော့နှစ်နှစ်ပေါင်းကခုံးနှစ်ပဲနှစ်ခက်ကလေးနှစ်ခုံးလေးပရိတ်တဲ့နော် မှာဆိုလို့စက်ကူခံထားတာမျိုးလို့လဲအဲ့ဒါဆိုတော့ဒါပဋိနော်နိခုံလေးပဋိနိခုံလေးပဋိဆိုတော့တဲ့သူကပါစင်ပြီးသွားတယ်နိတုံညာဆိုတော့နိပဋိစင်နော်အဲ့တော့ဒီလိုဒီလိုလေးပဲပေါင်းကောင်းမှာပဲဒီလိုမလုံးပေါင်းတင်းနဲ့နှင်းနဲ့ပေါင်းတော့၃၃ဒီလေးနဲ့ပေါင်းမှာ ဝိုင်းတော့နော်မျိုးလိုဒီလိုပဲနော်မျိုးဆိုရင်ဆန့်ကုန်နော်အဲ့ဒါမမြင်ရတော့နော်အဲ့ဒါဆိုတော့နော်တုံတုံနဲ့လေးနဲ့ပေါင်းတော့ခွန်ခွန်ဘဝကနှိခွန်နကကတုံညာတဲ့ခွန်နှစ်တုံညာပြိတဲ့ပြိကပါဆင်းပြေးသွားလေတဲ့ဒီမိနစ်မှာနှိရှိဆိုတော့တုံညာပြိဆင်းတယ်နော်အဲ့တော့ဒီနှလုံးပေါင်းမယ်တဲ့ဒီလိုလေးပေါင်းမယ်နော်အရင်မြင်ရ ရန်ဆုံးမယ်တော့နော်အဲ့တော့ဒါလေးနဲ့ဒီလိုလေးပုံလိုက်မယ်အမင်းမင်းကရန်ဆုံးတော့မျိုးလေးလေးနဲ့သုံးရနဲ့ပေါင်းတော့လေးလေးကိုတင့်နဲ့ပေါင်းတော့ငါငါပေါ်ဝါကသုံးရငါ့နဲ့ခက်ကသုံးငါသုံးရသုံးပရိတ်တူနေညမှာနော်ခွန်6ဆိုတော့သုံးပရိတ်တဲ့နော်အဲ့တော့ဒီလိုပေါင်းမယ် ုံးနဲ့တင်းနဲ့ပေါင်းတော့ခွန်ခွန်နှစ်နဲ့ပေါင်းပါနော်ခွန်နှစ်ပေါင်းတော့ရှစ်ရှစ်ဘဝကတုံးရှစ်ကနခကတိရှစ်သုံးတိပရိတဲ့နော်ရှစ်သုံးတိပရိဆိုတော့သူကပါဆင့်ပြီးတော့လဲအဲဒါဟုတ်မလားမျိုးလို့ဒါဒီနှစ်နဲ့ချုံးနဲ့ပေါင်းတော့ရှစ်ရှစ်ကိုတင်းနဲ့ပေါင်းတော့ကို ကိုဘဝလေးကိုနခကချောက်တဲ့ကုလေးချောက်ပရေတဲ့နော်ဒီမှာနော်ခွန်ခွန်နဲ့နိနေပေါင်းတော့ကိုအဲ့လိုပဲတစ်ခါတည်းလေးကြတော့မျိုးလေးကနန်းကြီးအတွက်ကားလာရှာတာနော်အဲ့တော့နိနေချောင်းနဲ့ပေါင်းတော့ရှေရှေကိုတင်းနဲ့ပေါင်းတော့ကိုကိုဘဝလေးကိုနခကချောက်ကိုလေးချောက်ပရေတဲ့သူကဆင့်ပြီးသွားတယ်ဆိုတော့၃ညကိုဆိုတော့ဒီကိုပရိစင်သွားတယ်နော်မျိုး ဒီနှင်ကြည့်ရတာနဲ့တစ်ခါတလေကြတော့လေအဲ့လိုကြီးဖြစ်ကုန်တော့မျိုးလို့။နင်ကတအားဆိုးလား။၃ည၃ညအောင်ဒီရှင်းနေပါ့မ။နော်ဒီနှင်ကနှောင်းနေမကင်တော့ဘူး။ညဆိုးတာ။အဲ့တော့ပရိကတော့၈၃တိပရိတဲ့မျိုးလို့လေ။နော်။ပရိက၈၃တိအဲ့တော့ဒီဘက်ကအချင်းကြီးကဘုံမင်းဘုံမကင်တော့ဘူး။နင်ကညဆိုးလား။ သာဆိုတော့တဲ့ဒီလိုဒါတော့ကြီးပေါ့မျိုးလို့ဒီလိုသုံးလုံးပေါင်းတာနော်ဒီနှလုံးပေါင်းတော့၃ည၃ညကို9နဲ့ပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်နဲ့ခက်က3ညဒီမှာထိရမယ်နော်10 10ဆိုတော့ဒီ3ညတစ်လုံးထိရနော်အဲ့ဒါဆိုတော့ဒီလိုပေါင်းမှာဒီ3ညနဲ့ဒီခွန်နဲ့ပေါင်းတော့ခွန်ခွန်ခွန်နဲ့ပေါင်းတော့၄ ီပါဝါကကိုလေးအနခကနဲ့လေးကိုနဲ့ဒီမနေ့ညမှာနော်ကိုကို20ဆိုတော့ဘူးနှစ်ကိုဆင်းပြီးတယ်နော်မနေ့ညအုပ်အဲ့ဒါဆိုတော့ကိုနှခွန်နဲ့ပေါင်းတော့6 6ဘူး9နဲ့ပေါင်းပါချောင်းမပေါင်းတော့ တပဝ6တကနခက8တ6 8မနေ့ညနော်ခွန်တေတို့တင်းနေတို့ဆိုတော့ဒီတတလုံးအတော့တင်းနဲ့ကိုနဲ့ပေါင်းတော့3ည3ည2နဲ့ပေါင်းတော့2နေပဝခွန်နဲ့ခက4နဲ့ခွန်4ဒီမနေ့ညမှာနေ့တိဆိုတော့ဒီနေ့တလုံးအတော့တင်းနဲ့တင်းနဲ့ပေါင်းတော့2နှစ်ကို4နဲ့ပေါင်းတော့6 6ဘဝကတိ6နှစ်ခါက9 6တိ9နော်ဒီမနေ့ညမှာ9 6ဆိုတော့ဒီ6လုံးအဲဆိုတော့6နဲ့2နဲ့ပေါင်းတော့8 8ကို3နဲ့ပေါင်းတော့8 8ဘဝကတော့ရှိကနေခါကတိဒီမနေ့ညမှာထိရမယ်6တိဆိုတော့ဒီဒီတလုံးတော့6နဲ့2နဲ့ပေါင်းတော့8 8ကို3နဲ့ပေါင်းတော့8 ီဘဝကတုံးရှိကနှစ်ခါကတေရှိတုံးတေနော်ဒီမနေ့ညမှာတုံးရှိတို့ကိုရှိတို့ဆိုတော့ဒီလိုအပြီးဆင်သွားတယ်နော်မနေ့ပိုင်းမှာတုံးရှိတယ်အဲ့ဒီတော့မနေ့ဖန်နဲ့မနေ့ဖန်ကဒီမလုံးပေါင်းတော့ခုနဲ့ရှင်းနဲ့ပေါင်းတော့ငါးအုပ်တင်းနဲ့ပေါင်းတော့6နမရည်လာမယ်နော်6ဘဝတိ6နှစ်ခါက9 တိချောက်နိနော်ဒီကိုတလုံးမပူလာဒီမှာလည်းနှစ်ခုလေးနော်အဲ့တော့ကျမကြည့်ပြီးမယ်အလိုကဟိုကနေဒီတွဲဒီကနေဟိုတွဲအကောင်းဆုံးတော့ရှားတယ်အလိုကပတ်တတ်တွဲလို့နိခုံဒီဒီအမကိုင်းနော်ပတိပမတ်မျိုးတွေကနိခုံပတိယူပြီးတယ်နော်အဲ့တော့ဒီလိုတွဲပြီး ောက်ကထူးထူးနော်ပြည်ရည်လိုက်မဆောက်ကထူးနေလို့ရေးရတာမကောင်းဘူးထောက်နေတယ်ထောက်နေတော့လေရည်ကတွန့်နေတာတွန့်နော်ရှစ်သုံးတက်အတေးနေနော်ပြည်ကိုရင်ထည့်လိုက်ပြီးတော့ဒီမှာကတ်မယ်နော်နင်းနေဆိုရင် ဲ့လို့ဒါလေးကတော့တွေးရမှာမို့လို့တွေးလိုက်ပြီးနှိရှိပဲနှိတုံးနေเนาะဒါမျိုးတော့ကိုယ့်ဟာကိုယ်ဉာဏ်ရှိတယ်လို့ကြည်ထူเนาะတွေးရမှာဆိုတော့တွေးပြီးခွန်ချတုံးပလေးเนาะဒါတော့ငါးပလေးတိဖြစ်တာပေါ့เนาะဒီလိုဒီလိုတွေးရမှာကိုအဲ့တော့ပရိက္ခာပဲကြာမလားကြာအောင်မလားထပ်ပြီးအောင်မလားအဲ့ဒီတော့ရန်နာက၄နဲ့ရန်မယ် ော်ကျန်တာကလည်း၄နဲ့၅နဲ့ပဲကျန်တော့လေတလုံးချပေးအောင်မလားမချတော့ဘူးလားမသိဘူးနော်၄နဲ့ဆိုရင်၄တရှိမယ်6ရှိမယ်၄ရှိရှိမယ်နော်၄သုံးရှိမယ်သူလည်းအာပြီးတော့တော့ထိုးလေကဏ္ဍဖြစ်ဖြစ်အာထိုးနော်အဲ့လိုဆိုရအောင်အဲ့ဒါဆိုတော့ဒီကနေပြီးတော့မျိုးလိုဖြတ်ပေးမယ် ုတ်လိုက်မယ်ဟုတ်ပြီပိုရီတွန့်ကုန်လားနော်ဒါတော့ပတိနော်ပတိနဲ့ဟိုကနေဆက်မှာဆိုပြီးဒီလိုလေးပဲလုတ်လိုက်မယ်နော်ဒါမိန်ရန်ပတိနော်ကျန်တော့၄နဲ့၅နဲ့နှလုံးမကျန်တော့လေနော်တလုံးချပေးဦးမလားအဲ့တော့လေးကိုကျမအသိမကြိုက်တဲ့အတွက်ရံခွက်ထည့်ထည့်ပြီးနော်။အဲ့ဘက်မှာနှစ်ခွန်ကြိုက်တယ် ဗတိနော်အဲ့တော့ဒါကိုတွေ့ပြထားတယ်အဲ့ထက်မှာမျိုးလူညံရှိတယ်လို့ယူတော့နော်သုံးပရိရှိပရိသုံးပရိနော်ဒီဟာပဲထပ်ပြီးတော့ပြီးဦးမလားပရိကနော်ကြာလာတော့ကြာနေတာပဲအဲ့တော့ပရိကပြီးဦးမလားမပြီးတော့ဘူးလားကိုကကိုညံရှိတယ်လို့ယူတော့ဒီမှာတော့ကောင်းဆုံးတော့ရှာဖွေပေးလိုက်နော်ဒီအဲ့ဒါဆိုရင်မနေ့ကန်ခွန်ရဲတောက်ကြမနေ့ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလေလေးရရှိနိုင်ကြပါစေ။